မင်းအောင်လိုင်က၎င်းရဲ့အာဏာစက်ရန်လျားကြီးလဲပတ်မှုရက်ဆိုင်မသွားဖို့အတွက်ငလင်ဒုက္ခတဲ့အရက်ဖက်ဝန်ထမ်းများမဖြစ်မနေရုံတက်ဖို့ဆက်တိုက်ဖိအားပေးနေလျက်ရှိပါတယ်။လင်းနစ်လုံးလုံးလူလုံဘေးဒုက္ခကြီးဖြစ်တဲ့မင်းအောင်လိုင်စစ်တပ်ရဲ့တက်ဖြတ်မှုတွေနဲ့ရန်ဆိုင်ခဲ့ရပြီးသေဆုံးခဲ့ရတဲ့အပြစ်မဲ့ပြည်သူအရေအတွက်မှာသခိုင်းငလင်ကြောင့်လက်တလော့သေဆုံးခဲ့ရမှုများထက်များစွာပိုပါတယ်။စစ်ဘေးတံအတိဒုက္ခရောက်နေရတဲ့ပြည်သူ၃သန်းကျော်ရှိပါတယ်။ မြန်မာစစ်တပ်တမိုင်းတခြားကာကွယ်ရေးဦးစီးချုပ်တင်တဲ့အာနာသိန်းစစ်ခေါင်းဆောင် များထဲမှာမဲအောင်လိုင်ကအကြီးအချင်းအညံ့ဖျင်းဆုံးစစ်ခေါင်းဆောင်တူဦးဖြစ်တာကိုလွန်ခဲ့တဲ့၄နှစ်အတွင်းမြန်မာပြည်သူတွေနဲ့နိုင်ငံတကာအတိုင်းအဝန်ရှေ့မှောက်မှာမှတ်ကြောက်တင်ခဲ့ပြီးဖြစ်ပါတယ်။အခုအခါမှာတော့မဲအောင်လိုင်ကသူ့ရဲ့လက်ရှိအခြေအနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီလို့နေပြည်တော်ကသတင်းစကားတစ်ခုအရသိရပါတယ်။နေပြည်တော်မှာရှိတဲ့ထိတ်တန်းစစ်ဗိုလ်ချုပ်ကြီး6ဦးနေထိုင်တဲ့ 6လုံးတန်းအငိမ့်စားရက်ွက်မှာထက်တိုးအိမ်တလုံးအသစ် ဆောင်ထားပြီးဖြစ်တဲ့မင်းအောင်လိုင်းဟာ၎င်းဖန်တီးခဲ့တဲ့အရှုပ်အထွေးကြီးကနေထွက်နိုင်ဖို့ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပြီးအနားယူမယ်လို့လည်းအတန်ထွက်ပေါ်နေပါတယ်။ထွက်ပေါ်လာတဲ့ရက်ွက်မှာထိတ်တန်းစစ်ဗိုလ်ချုပ်ကြီးများရဲ့မိသားစုတွေနဲ့လက်ပေါ်တတိရှိလာတဲ့အတိုင်းဝန်းထမတီးရတော့လေတီးကြအတီးပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။ ို့တော်လည်းစေကောင်းဆောင်ရဲ့အနာကက်နဲ့ပတ်သက်ပြီးထွက်လာတဲ့အတန်တွေကစကိုင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ထွက်ပေါ်လာခြင်းဖြစ်လို့အခုနဲ့ဒီဇင်ဘာလနဲ့လာမယ့်နှစ်ဇန်နဝါရီလမှာမင်းအွန်လိုင်းစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုစကိုင်းငလင်ကမရေရာတဲ့အခြေအနေတရက်စီတို့တွန်းပို့လိုက်တယ်လို့ဖြစ်သွားပါပြီ၎င်းအပေါ်ပုံမရှုပ်ထွေးခက်ခဲတဲ့ဖိအားတွေဖြစ်ပေါ်စေခဲ့တာတော့အမှန်ပါပဲ။ စကိုင်းငလင်မတိုင်းမီအချိန်အထိမင်းအွန်လိုင်းရဲ့အားရကြည်နဲ့တဲ့အပြုံးနေနဲ့စိတ်ကြီးဝင်းနေတဲ့အပြောအဆိုတွေကိုရုရှားနိုင်ငံခီးစဉ်နဲ့အဲ့ဒီခီးစဉ်ကပြန်ရောက်ရှိခဲ့ပြီးတဲ့နောက်မလ21ရက်နေ့ကကျင်းပခဲ့တဲ့2025ခုနှစ်အလွန်ကမ္ဘာမောင်မြန်မာနိုင်ငံကြုံတွေ့ရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲတို့တက်ရောက်မိန့်ခွန်းပြောစင်မှာနောက်ဆုံးမြင်ခဲ့ကြားခဲ့ကြရတာမဟုတ်ပါလား ဆွေးနွေးပွဲကို2025ခုနှစ်အလွန်လိုအမည်ပေးထားခြင်းကပဲတနည်းအားဖြင့်မင်းအောင်လှိုင်ရဲ့အနာဂတ်အစီအမံများရဲ့ရည်ရသေးချာမှုကိုယုံကြည်မှုရှိရှိထုတ်ဖော်ခဲ့လေသလားလို့ထိုးစင်ကစဉ်းစားစရာဖြစ်ခဲ့ပါတယ်။အကြောင်းကတော့မင်းအောင်လှိုင်က၎င်းစိတ်ကူးယဉ်ထားတဲ့ဗဟုဝင်ရိုးကဘာကြီးဆိုဒီမှာကဘာကြီးကိုအမေရိကန်ကြီးစိုးချဲလဲနေမှုအပေါ်အင်အားချိန်ခွင်ရှာထိန်းကြီးမဲ့ရုရှားဦးဆောင်တဲ့နောက်ထပ်ဝင်ရိုးများပေါ်လာပြီးပူတင်ရဲ့ဝင်ရိုးမှာ ၎င်းကခွေးသွားစိတ်တစ်ခုအဖြစ် ပါဝင်လဲပတ်နိုင်တော့မယ့်အခွင့်အလမ်းကိုရုရှားခီးစင်ကအပြန်မှာအာရကြည်နှက်စွာသတင်းစကားပေးလိုခြင်းဖြစ်ပါတယ်။ယနေ့ကဘာကြီးကဗဟုဝင်ရိုးကဘာကြီးအဖြစ်ပြောင်းလဲသွားပြီလို့မင်းအောင်လိုင်းကနေပြည်တော်စင်မြင့်ထက်ကနေကဘာနဲ့ချီပြီးယုံကြည်မှုအပြည့်နဲ့ဟစ်ကြွေးနေကအတန်မဆဲသေးမီမှာပဲရသက်တစ်ဖက်အကြာမက်လာ28ရက်နေမှာ မြန်မာနိုင်ငံမှာမကြုံဘူးအောင်လူအသေးအပြောက်နဲ့အပြည့်အစီကြီးမားလှတဲ့ခေါတသမ9နဲ့6.4အဆင့်ရှိရဲ့သခိုင်းငလင်ကြီးရဲ့စင်ကဲလှုပ်ခတ်မှုတွေနဲ့ကြုံတွေ့လိုက်ရပါတယ်။မင်းအွန်လိုင်းရဲ့ကန်စာတာကိုသခိုင်းငလင်ကြီးကစီရင်ချက်ချလိုက်ခြင်းဖြစ်ပါတယ်။သခိုင်းငလင်ကြီးဟာတကြိမ်မကဗဟိုချက်နှစ်ခုဖြင့်လှုပ်ခတ်သွားခဲ့ပါတယ်။ပြင်းအား9.3အဆင့်နဲ့သခိုင်းမြို့ရဲ့အနောက်မြောက်ရုံရုံကီလိုမီတာအနည်းငယ်သာကွာလန်းတဲ့နေရာကိုဗဟိုပြုပြီးလှုပ်ခတ်သွားကား ပြင်းအား6.4အဆင့်နဲ့တံတားဦးမှရှိတဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးဒုတိယအကြိမ်ဗဟိုပြုပြီးလှုပ်ခတ်သွားတယ်လို့အမေရိကန်အခြေစိုက် USGS ရဲ့တိုင်းတာချက်တွေအရသိရပါတယ်။တကယ်တော့မင်းအွန်လိုင်းကသခိုင်းငလင်မလောက်ခတ်မီနိုင်20ခန့်အလိုအထိမလ29ရက်နေ့ညနေစီးရီးပြအခမ်းအနားမှာစစ်မှန်အပြည့်နဲ့မိန်ကွန်းပြောခဲ့ရာတိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေကိုလက်နက်ချဖို့ပြောခဲ့ပါတယ်။ ဒါကြောင့်မဲနေပြည်တော်ကထွက်ပေါ်လာတဲ့မင်းအောင်လှိုင်စိတ်ပြက်နေပြီးရွေးကောက်ပွဲပြင်းအနားယူတော့မဲဆိုတဲ့ပြောဆိုချက်ဟာများစွာတန်တရားဖြစ်ပွဲရှိနေပါတယ်။စကိုင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ချက်ချင်းဆိုတလိုပဲမင်းအောင်လှိုင်ကမြန်မာနိုင်ငံကိုအရေးပေါ်အကူအညီပေးကြဖို့ကဘာကြီးကို အကူအညီလိုက်တောင်းခဲ့ပါတယ်။လွန်ခဲ့တဲ့တပတ် နေပြည်တော်ဆင်မြင့်ထက်ကအမေရိကန်နိုင်ငံကြီးဆိုးတဲ့ခေတ်ကုန်ပြီလို့အတိတ်ပဲရတဲ့ကဘာကြီးဟာ ဗဟုဝင်ရိုးကဘာကြီးအဖြစ်ပြောင်းလဲနေပြီဖြစ်ကြောင်းပြောဆိုခဲ့တဲ့မင်းအောင်လှိုင်ရဲ့အရေးပေါ်အကူအညီတောင်းခံမှုကိုဝါရှင်တန်အင်ဖြူတော်မှာရှိတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြားသိခဲ့ပြီးမြမငလင်အတွက်အကူအညီပေးမှာဖြစ်ကြောင်းအချိန်တိုအတွင်းတုံ့ပြန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ငလင်ဘေးဒဏ်ခံစားခဲ့ရတဲ့မြန်မာပြည်သူများအရေးပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အမေရိကန်အစိုးရကဒေါ်လာ6သန်းကိုနိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့်လှူဒါန်းသွားမယ်လို့ပြောခဲ့ပါတယ်။ ဒါဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာရွေးကောက်ခံအယက်သားအစိုးရကိုအတင်းအဓမ္မဖြုတ်ချဆေးရနာသိမ်းခဲ့တဲ့မင်းအွန်လိုင်းရဲ့လုပ်ရက်အပေါ်ပြက်ပြက်တားတားဆန့်ကျင်ခဲ့ပြီးအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့၎င်းတို့မိသားစုဝင်တွေကိုဒဏ်ခတ်အရေးယူပိတ်ဆို့ထားတဲ့အမေရိကန်အစိုးရရဲ့မြန်မာပြည်သူများအပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီသာဖြစ်ပါတယ်။အလားတူပဲစစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ကြတဲ့ဥရောပသမဂ္ဂဗြိတိန်ကနေဒါအော်စတြေးလျ စတဲ့နိုင်ငံတရာလဲလွန်ခဲ့တဲ့၄နှစ်ကျော်လုံးလုံးမင်းအွန်လိုင်းရဲ့စစ်ဘေးဒုက္ခခံစားနေရစဉ်နောက်ထပ်သဘာဝဘေးဒဏ်ခံစားလိုက်ရတဲ့မြန်မာပြည်သူတွေကိုအလင်းအမြန်ကူညီထောက်ပံ့ဖို့အခုအညီများအသီးသီးပေးအပ်ခဲ့ကြပါတယ်။အရှိတောင်အာရှကြီးအသင်းအာဆီယံကလည်းနိုင်ငံသားရေးဝန်ကြီးများအရေးပေါ်အထူးအစည်းအဝေးကျင်းပခဲ့ပြီးစင်ကာပူမလေးရှားထိုင်းဗီယက်နမ်စတဲ့နိုင်ငံတွေကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဆီလုပ်ခဲ့ကြပါတယ်။ စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအပြည့်အမှတ်ပြုဖိတ်ကြားခဲ့တဲ့ရုရှားနဲ့ဘီလာရုအိန္ဒိချင်းတရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်းအရေးပေါ်ကဲဆင်ရေးအဖွဲ့တွေနဲ့အကူအညီပစ္စည်းများပေးပို့ခဲ့ကြပါတယ်။တဘာဝတရားကြီးရဲ့စီရင်ချက်ချပေးလေသလားမသိပါဘူး။ရုရှားသမ္မတပူတင်နဲ့လက်ချင်းဆက်ရင်ဘတ်ချင်းအပ်နှုတ်ဆက်တွေ့ဆုံနိုင်ခဲ့ကြတဲ့ပျော်ရွှင်မှုတွေဟာယခုအခါမှာတော့မင်းအွန်လိုင်းအတွက် ကြွေတလက်ကြက်တခုံလွင့်ပြေခဲ့ရပြီဖြစ်ပါတယ်။စကိုင်းငလင်လောက်ခတ်ခဲ့ပြတဲ့နောက် နိုင်ငံကအတိုင်းဝန်းကမြန်မာပြည်သူတို့ရဲ့အသက်ကိုအချိန်မီအရေးပေါ်ကယ်ဆယ်နိုင်ဖို့မတ်လ29နဲ့30ရက်တွေမှာမြန်မာနိုင်ငံကိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များအလင်းအမြန်ဆင်လွတ်ခရာအစောဆုံးရောက်ရှိလာတဲ့ကယ်ဆယ်ရေးအဖွဲ့အများစုကိုငလင်ကြောင့်အသက်ဆုံးရှုံးမှုအများဆုံးနဲ့ထိခိုက်ပျက်စီးမှုအများဆုံးကြုံတွေ့ခဲ့ရတဲ့သခိုင်းနဲ့မန္တလေးမြို့များသို့ဆေလွတ်ချင်းထံနေပြည်တော်သို့ဦးစားပေးဆေလွတ်ခဲ့ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရတွေ့ရှိရပြန်ပါတယ်။ ဒီအခြေအနေကိုငလင်လှုပ်ပြီးရန်အနေငယ်အကြံနေပြည်တော်ကတပြေးပြေးပေါ်ထွက်လာတဲ့အပြက်အစီးသတင်းအချက်အလက်တွေနဲ့ပေါင်းဆက်ပြီးစီစစ်ခွဲခြမ်းသုံးသပ်ကြည့်တဲ့အခါမှာငလင်လှုပ်ပြီးပြီးချင်းမင်းအွန်လိုင်းအမြန်ဆုံးသိကျင်တဲ့သတင်းအချက်အလက်တွေကအာနာရှင်ဟောင်းတန်းရွှေအစီအမံနဲ့အခိုင်အမာတိဆောက်ခဲ့တဲ့နေပြည်တော်မှာရှိတဲ့ထိတ်တန်းစီရဲ့အခြေခံအဆောက်အုံအနေနဲ့အရက်ဖက်အုပ်ချုပ်ရေးရန်နရအခြေခံအဆောက်အုံများထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေများပဲဖြစ်ပါတယ်။ ဒီတည်ရန်ချဲလက်ဒီပေါ်မူတည်ပြီး၎င်းရဲ့အာဏာအခြေခံအဆောက်အုံများဘလောက်အထိပြည့်စည်သွားမလဲဆိုတာကိုအမြန်ဆုံးနဲ့အတိအကျဆုံးအကဲဖြတ်နိုင်ဖို့ဟာမရောက်နိုင်အတွက်တည်ရရှင်ရတမျှအရေးကြီးတယ်မဟုတ်ပါလားပြည်သူတွေရဲ့အသက် OA စီစဉ်ပြည့်စည်ဆုံးရှုံးမှုအခြေအနေထက်၎င်းအတွက်အသက်တမျှပိုပြီးအရေးကြီးပါလိမ့်မယ်သို့တော်လည်းမရောက်နိုင်ကနေပြီးတော့ကစစ်တပ်အတွင်အပြည့်အစည်းတွေကိုဒီကနေ့အချိန်အထိလုံးဝဖုံးကွယ်ထားပါတယ်ငလင်လောက်ခတ်တဲ့အချိန် ်အယ်ဂျာဇီးယားရုပ်သံသတင်းဌာနကအဖွဲ့ဟာနေပြည်တော်စစ်ရုံးကျုပ်ထဲရောက်ရှိနေလို့စစ်ရုံးကျုပ်ရဲ့အပြည့်အစည်ပုံရိပ်များကိုကန်အားလျော်စွာစက္ကန့်အနည်းငယ်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။နေပြည်တော်ကိုအ мян ဆုံးစစ်လွတ်ခဲ့တဲ့နိုင်ငံတကာကအရေးပေါ်ကယ်ဆေးရေးအဖွဲ့များဟာအဓိကကယ်ဆေးလုပ်ငန်းတွေကိုအစိုးရရန်လျားတွေနဲ့ဝန်ထမ်းအင်အားများမှလှုံ့ဆော်ကြရပြီးထိုကားတဆင့်မင်းအွန်လိုင်းဟာနေပြည်တော်အုပ်ချုပ်ရေးရန်လျားရဲ့ပျက်စီးမှုအတိုင်းအဆကိုအလင်းအမြန်တွက်ချက်ရန်ကြိုးပမ်းလှုံ့ဆော်ခဲ့တယ်လို့သုံးသပ်တွေ့ရှိရပါတယ်။ ရရှိလာတဲ့အချက်အလက်တွေအရ main online အတွက်မရှုနိုင်မကဲနိုင်အခြေအနေလို့ပဲဆိုရမှာဖြစ်ပါတယ်ဒီနေ့မှာတော့နေပြည်တော်ဝန်ကြီးများအစည်းအဝေးကျင်းပရာရုံးခန်းနေရာပင်မရှိနိုင်ငံခြားတန်တမာများကိုအခန့်ဆွေးနွေးဖို့နေရာပင်မရှိဝန်ထမ်းများရုံးတက်စရာ ရုံးပင်မရှိလောက်တဲ့အခြေအနေနဲ့ main online တယောက်ရင်ဆိုင်နေရပါပြီ main online ကိုယ်တိုင်၎င်းရဲ့စစ်ကောင်စီဥက္ကဋ္ဌရုံးခန်းအဖြစ်ပြောင်းလဲခဲ့ရတဲ့ရခင်တမတအိန္ဒိယ ရုံးကန်းကြီးကလည်းအကြီးအကျယ်ပျက်စီးထိခိုက်သွားခဲ့ပြီလို့သိရပါတယ်။ကြီးကမှန်နေနဲ့ပတ်ပတ်လေဝန်းရံတိဆောက်ထားတဲ့တမတရုံးကန်းနေရာဟာလည်းပြိုကျပျက်စီးသွားခဲ့ရတယ်လို့အမိုးများဟာလည်းပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။နေပြည်တော်ဝန်ကြီးဌာနအနေနဲ့စင်အာနာချင်းစနစ်ရဲ့အခြေခံရန်နေရာများကိုမောင်းနှင်လဲပတ်ပေးနေကြတဲ့ဝန်ထမ်းများရဲ့အင်အားအများစုဟာလည်းငလင်တန်းကြောင့်အကြီးအကျယ်ပျက်စီးသွားခဲ့ပြီးဆက်လက်နေထိုင်ဖို့မဖြစ်နိုင်တော့တာကြောင့်အောက်ခြေဝန်ထမ်းအများစုဟာ လမ်းဘေးပလက်ဖောင်းမြေကွက်လမ်းများမှာဖြစ်တယ်လို့နေထိုင်နေကြရပါတယ်။ဒီအခြေအနေမှာကြာရှည်မနေနိုင်တဲ့ဝန်ထမ်းတွေကဆွေမျိုးသားချင်းများရှိရာမြို့များသို့ထွက်ခွာသွားလို့အခုနောက်ပိုင်းနိုင်ငံတကာကပေးပို့လာတဲ့စစ်တုံးယာယီရွက်ဖြင့်တဲများတန်းစီထိုးထားတဲ့ကယ်ဆေးရေးစခန်းများနေပြည်တော်မှာစစ်ကောင်စီကအလင်းအမြန်ဆောက်လုပ်ပြီးဝန်ထမ်းတွေကိုစခန်းသွင်းထိန်းသိမ်းထားနိုင်ရန်ကြိုးပမ်းလာရပါတယ်။စီအနာရှင်ရန်နရာရှင်သန်လေပတ်ကြီးအတွက်စစ်သားတွေကိုပင်အသက်ဆွရန်မကြာခဏတိုက်တွန်းနေတတ်တဲ့မယောင်လိုင်က ၎င်းရဲ့အာဏာဇက်ရန်လျားလဲပတ်မှုရက်ဆိုင်မသွားစီရန် ငလင်ဒုက္ခတဲ့အရက်ဖက်ဝန်ထမ်းတွေမဖြစ်မနေယုံတက်ဖို့ဆက်တိုက်ဖိအားပေးနေလျက်ရှိပါတယ်။အောက်ခြေဝန်ထမ်းတွေကငလင်ဒုက္ခတဲ့ဘဝမှာပင်မိသားစုများအသက်ဆုံးရှုံးရဝန်ထမ်းဘဝနေပါတဲ့ပိုင်ဆိုင်မှုတွေပင်ဆုံးရှုံးရတဲ့အခြေအနေအောက်မှာစစ်ကောင်စီရန်လျားလဲပတ်နိုင်ရေးအတွက်မဖြစ်မနေလုံခြုံနေကြရပါတယ်။ လွန်ခဲ့တဲ့၄နှစ်ကျော်ကာလကစစ်အာဏာသိမ်းမှုကိုလက်မခံလို့စစ်ကောင်စီနဲ့မပူးပေါင်းနိုင်ပေရုံမတက်တဲ့ရုံထွက်ဆောင်ပုတ်ကိုကျေလောင်စွာကြွေးကြော်ခဲ့ကြပြီးရုံထွက်ခဲ့ကြလို့၎င်းတို့ရဲ့အိုးအိမ်တွေနဲ့ပိုင်ဆိုင်မှုအရရက်ကိုစွန့်လွှတ်ပြီးနိုင်ငံအနှံ့ပုံဆောင်နေခဲ့ကြရတဲ့လွမြောက်နေမြေအသီးသီးကိုထွက်ခွာခဲ့ကြရတဲ့ CDN ဝန်ထမ်းများသည့်ပြင်မင်းစုမိညင်မင်းအောင်လှိုင်ကြောင့်ဒုက္ခပင်လယ်ဝေခဲ့ရပူပါတယ်အခုတဖန်တဘာဝဓမ္မတရားကြီးကမင်းစိုးမင်းညစ်မင်းအွန်လိုင်းကို တမင်ပြစ်မှတ်ထားတရားစီရင်ခဲ့လေသလားထင်မှတ်ရလောက်အောင်နေပြည်တော်ရဲ့အဓိကပျက်စီးမှုဟာစစ်အာဏာရှင်ရဲ့ဆက်ရန်နေရာကြီးနဲ့အတိုင်အဝန်းအတွင်အဓိကဖြစ်ပွားခဲ့ပါတယ်။မြို့တော်ပြင်စိုးစေကမှုမင်းအွန်လိုင်းရဲ့လူလုတ်စစ်ဘေးဒဏ်ကိုတာမကစကိုင်းငလင်းတဘာဝဘေးဒဏ်ကိုပြည်သူများကသာခံစားခဲ့ကြရပြီးစစ်ဗိုလ်ချုပ်များနဲ့၎င်းတို့ရဲ့မိသားစုတွေကတော့ဓာတ်ရိုက်ထိခိုက်မှုမခံခဲ့ရပဲ တိုင်းပြည်ဗန္ဒာနဲ့တယံဇာတတွေကိုစိတ်ကြိုက်အသုံးချခွင့်ရနေလို့လူမှုဒုက္ခကနေကင်းလွတ်နေစေပဲဖြစ်ပါတယ်